ပရိသတ်များအားလုံးပဲမင်္ဂလာရှိသောအချိန်ကာလဖြစ်ပါစေခင်ဗျာဒီနေ့မှာတော့စာရေးဆရာဆရာကောင်းထက်တေခိတရာရေးသားထားတဲ့ကြောက်ညင်အောင်နဲ့တောနယ်ထဲကကျင်းစာတင့်ဧကရီဆိုတဲ့ဇလန်းလေးရဲ့ဒုတိယပိုင်းကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးမတင်ဆက်မီမှာဇလန်းလေးကိုဝေပီယန်လေးခန့်ပြီးတော့ကြည့်ရှုပေးဖို့မေတ္တာရက်ခံပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် အင်းကိုပြန်ရောက်တဲ့အခါအိယာထဲမှာလဲလျောင်းနေတဲ့မိခင်ကြီးကိုအကြိုအကြောင်းပြောပြတယ်။မိခင်ကြီးမှာသူ့ရဲ့သားနှစ်ဦးကိုကျင်နာယူရစွာနဲ့ကြည်လိုက်ပြီးလန်ခီမှာလည်းဂယုဆိုင်ဖို့မှာကြားလိုက်တယ်။အဲ့ဒီနောက်ကြောက်ချီနဲ့ကြောက်ကြီးတို့ညီကိုနှစ်ဦးမှာမိမိတို့မရှိမိမိတို့ကိုစားမိခင်ကြီးကိုပြုစုလုပ်ကင်ပေးဖို့ဇွာရီရနဲ့အမျိုးသမီးငယ်တယောက်ကိုအခါကျင်းဝေပေးပြီးတော့ငှားရမ်းလိုက်တယ်။အဲ့ဒီမျိုးသမီးငယ်မှာကြောက်ကြီးတို့ရဲ့အိမ်မှာနေထိုင်ပြီး သူတို့မိခင်ကြီးကိုသူတို့နှစ်ဦးကိုစာပြုစုစောင့်ရှောက်ပေးရမှာဖြစ်တယ်။သူတို့ညီကိုနှစ်ဦးခီးကနေပြန်ရောက်လာတဲ့အခါမှသာသူမရဲ့နေအိမ်ကိုပြန်ရမှာလည်းဖြစ်တယ်။သူတို့လည်းအဲ့ဒီမျိုးသမီးငယ်ကိုမိခင်ကြီးကိုဂယုဆိုင်ဖို့အတန်တန်မှားချပြီးခီးထွက်လာခဲ့တယ်။ခိုးအဝေးမှာရှိတဲ့မဟာမြိုင်တော်ရန်ကြီးတွေပေါ်မှာအရှိရက်ကနေရောင်နေပြိုးလာတဲ့အချိန်ဖြစ်တယ်။နင်းမုံနေတဖွဲဖွဲကြာနေတဲ့ကြားက အချမ်းတန်ကိုအန်တူရင်းနဲ့မြင်းကိုစီနဲ့လူနှစ်ယောက် မဟာမြိုင်တောတန်းစီကိုဥတီလာနေကြတယ်။သူတို့နှစ်ဦးမှာရီမင်းဆိုတဲ့တောင်ကျေရွာကလေးမှာကြောက်ကြီနဲ့ကြောက်ကြီဆိုတဲ့ညီကိုနှစ်ဦးဖြစ်တယ်။တမားတော်ကြီးဟူပင်းရဲ့လမ်းညွှန်မှုအရနာတာရှည်ဝန်တင်းယောဂါခန်းစားနေရတဲ့မိခင်ကြီးတို့လိုအပ်တဲ့တက်ရှည်ကျမ်းမာရေစင်ကိုရှာဖွေဖို့ထွက်လာခဲ့တာဖြစ်တယ်။နှစ်ဦးသားကြယ်ပြန့်တဲ့လွန်ပြင်းတွေကိုအချိန်တော်ကြာအောင်ဖြတ်သန်းလာခဲ့ကြတယ်။နင်းမုံတွေကလည်းလမ်းတစ်လျှောက်မှာဝေဆိုင်လွန်လာတာကြောင့် ရှေ့ဆက်သွားရမယ့်လမ်းကိုကမ်းမမြင်လမ်းမမြင်နိုင်ရှိနေကြတယ်။လွင်ပြင်တွေကိုနိုင်ပေါင်းအတော်ကြောင်ဖျက်တမ်းပြေးကြတဲ့အခါစိမ့်လန်းဆိုပြတဲ့တစ်ပင်တွေအုပ်ဆိုင်နေတဲ့တောအိုကြီးအဝင်ဝကိုရောက်ရှိလာခဲ့ကြတယ်။တကြိမ်တစ်ခါမှမရောက်ဘူးကြတဲ့အရက်တွေသာ ဖြစ်တာကြောင့်သွားရလာရဒီမှလည်းအထူးတတိထားနေရတယ်။တောအိုကြီးအတွင်းမှာအမျိုးအစုံစုံလင်လာတဲ့နှစ်ချို့တစ်ပင်ကြီးတွေထူထပ်စွာ ပေါက်ရောက်နေကြပြီးအချို့တစ်ပင်ကြီးတွေမှာဆိုရင် အယိုးဒံကြီးတွေရှုပ်ထွေးစွာကိုင်းဖြာထွက်နေပြီးအေယာမဘလူးကြီးတွေမတ်တက်ရက်နေသလိုဖြစ်နေတယ်။ကြောက်ကြီးတို့ညီကိုနှစ်ဦးကတောကြီးအတွင်းကို မြင်းတွေကိုအသာကျစီးပြီးရှေ့ဆင့်နှောင်းဆင့်လှမ်းဝင်လိုက်ကြတယ်။တောဦးကတိမ်ပင်ကြီးငယ်တွေများစွာထူထပ်လာပြီးအောက်ခြေမှာတော့ချုံတွေပိတ်ပေါင်းသိမ့်မရှိလာပါဘူး။ဒါကြောင့်မြင်းကိုစီနဲ့ခီးနေလာကြတဲ့သူတို့ညီကိုနှစ်ဦးအတွက်ခီးတွင်လှတယ်။တခါတည်းမှာတော့အမျိုးမြင်မသိတဲ့တိမ်ပင်ကြီးတွေရဲ့ဂိုင်းဖျားထက်မှာ တစားစားမြေကျွေးနေတဲ့ငှက်ကြီးဝင်ပိုးကြီးတွေကိုထိမ့်လန့်ဖွယ်မြင်တွေ့ရတယ်။အပင်ကြီးတွေအထက်မှာရှိတဲ့အဲ့ဒီငှက်ကြီးဝင်ပိုးကြီးတွေမှာသူတို့ညီကိုနှစ်ဦးကိုခေါင်းကြီးကိုအောက်ကိုငုတ်ပြီးကြည်နေတာကလွဲပြီးတော့အရှံမပြူးကြတဲ့အတွက်တော်သေးတယ်။နေအောင်ပြေမကြရအောင်တိပင်ကြီးတွေနဲ့ပိတ်ဆို့ကာရန်ထားတဲ့တောဝက်ကြီးတွင်းကို အတန်ကြအောင်ခီးနှင်ပြီးရှုံမြောင်ကြီးတစ်ခုစီကိုရောက်လာကြတယ်။အဲ့ဒီအခါရှေဆုံးကနေတွားနေတဲ့ကြောက်ကြီးကမြင်းဆက်ကိုတက်လိုက်ပြီး ။ညီလေးဒီချိုမြောင်ကြီးဖြတ်တဲ့ခါကြရင်ပတ်ဝန်းကျင်ကိုတတိထားကြည့်ရှုပြီးတော့ဖြတ်တမ်းပါ။ကိုဒီကျွမ်းရင်းနေတဲ့နေရာမဟုတ်တော့မမြင်နိုင်တဲ့အနေရတွေမရှိနိုင်ဘူးလို့မပြောနိုင်ဘူး။ဟုတ်ကဲ့ကိုကျွန်တော်ဂရုစိုက်ပါမယ်။ကောင်းပြီညီလေး။ဒါဖြစ်ရင်ငါရှိကနေအရင်ဆုံးဆင်းမယ်။ကြောက်ကြီးကပြောပြောဆိုဆိုမြင်းဆက်ကျိုးကိုမြဲမြံစွာကန်ရင်နဲ့ရှိုးမြောင်ရဲ့စင်ချေလျှော့တိုင်းတဖြည်းဖြည်းဆင်းလာတယ်။ ကျောင်းကြီးကလည်းပဝင်းကျင်ကိုတတိထားအကဲခံရင်သူ့အကူနောက်ကိုဆင်းလိုက်လာတယ်။တော်ယုံမြင်းမျိုးဆိုရင်သူတို့ဖြတ်တန်းလာတဲ့လန်ကီကြမ်းတမ်းမှုရအခုလောက်ဆိုရင်တော့ပင်ပန်းနေပြီဖြစ်တယ်။ဒါပေမဲ့အခုသူတို့စီးနှင်းလာတဲ့မြင်းတွေမှာမွန်ဂိုမြင်းတွေ ဖြစ်ကြပြီ။ထွားချိုင်းတန်မာပြီးခရီးအဝေးကိုမမောမပန်းနိုင်တဲ့အခြေချင်းရှိကြတယ်။မြင်းကုံတဲ့ကြီးထံမှာမွန်ဂိုမြင်းကြီးနှစ်ကောင်ကိုတံပိုးကြီးစွာပေးပြီးဝေလာခဲ့ရသည်ကို သူတို့အခုမှပင်သဘောပေါက်ကြတယ်။ ရှိုးမြောင်ကြီးရဲ့အောက်ခြေကိုရောက်တဲ့အခါတဖက်ကပိန်ရံကိုတက်ရောက်နိုင်မဲ့လမ်းချင်းကလေးတစ်ခုကိုကျုံနယ်ပိတ်ပေါင်းတို့ကြားကနေတွေ့လိုက်ရတယ်။အဲဒီခါသူတို့ညီကိုနှစ်ဦးလဲရှိုးမြောင်ကြီးကို ဖြတ်ကူးပြီးခီးဆက်ပြန်တော့နေပင်အတော်မွန်းတဲ့နေပြီဖြစ်တယ်။ဒါကြောင့်သူတို့နှစ်ဦးမှာအကိုင်းခတ်တွေဝေးစားနေတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အနားကိုရောက်တာနဲ့မြင်းဆက်ကျိုးတို့ကိုတတ်ပြီးတော့မြင်းပေါ်ကနေခုံဆင်းလိုက်ကြတယ်။ညီလေး ဒိုတီတစ်ပင်ကြီးအောက်မှာခဏလောက်ထိုင်နာကြရအောင်လားကွာမြင်းတွေလည်းအတော်ပန်းလာပြီမလားဟုတ်တယ်ကိုကြီးကျွန်တော်တို့ခဏနာပြီမှာပဲခီးဆက်ကြတာပေါ့မြင်းတွေကိုအဲ့ဒီတစ်ပင်ကြီးရဲ့အနီးအပားမှာရှိတဲ့တစ်ပင်ငယ်လေးတစ်ပင်မှာခိုင်ခန့်စွာချီနှောင်လိုက်ကြတယ်အဲ့ဒီနောက်နှစ်ဦးသားတစ်ပင်ကြီးရဲ့ကြီးမားလာတဲ့ပင်စီခြေရင်းမှာရှိတဲ့ပြန်ပြူးနေတဲ့မြေပြင်ထက်မှာထိုင်လိုက်ကြတယ် အဲ့ဒီနောက်သူတို့မှာပါလာတဲ့အစားအသောက်တို့ကိုထုတ်ပြီးတော့စားတောက်ကြရင် အမောပန်းဖြေကြတယ်။သူတို့နားနေတဲ့တစ်ပင်ကြီးမှာအကိုင်းခတ်တွေဝေးစားနေပြီးအိုးဆိုင်ဆိုင်ကြီးနဲ့နှစ်ချို့တစ်ပင်ကြီးဖြစ်ရန်တူတယ်။အဲ့ဒီမှာကြောက်ရီတယောက်စားရင်တောက်ရင်ကပဲ။အခုတစ်ပင်ကြီးရဲ့အကိုင်းကြီးတွေကို ကြည့်ရတာလေမတိုက်ပဲနဲ့လှုံရမ်းလာသလိုပဲဗျ။ညီလေးကတော့ကြံဖန်ပြောတော့မယ်။ ဘယ်နဲ့တေကန်းကြီးကအသက်ဝင်လာရမလို့လေးတိုက်လို့ဒါမှမဟုတ်မင်းစိတ်ထင်လို့နေမှာပါကွာဟာမဟုတ်ဘူးကိုအပေါ်ကမော့ကြည့်စမ်းပါဝန်ကိုရကျွန်တော်တို့စီတေကန်းလက်တံတွေလူးလွန်လာနေတယ်လို့ပဲဗျာကျောင်းကြီးရဲ့အလန်တကြားအော်ဟစ်အတန်ကြောင့်ကျောင်းကြီးလည်းအပင်ကြီးထက်ကို မော့ကြည့်လိုက်တယ်အဲ့ဒီခါကျောင်းကြီးပြောသလိုပဲတိပင်ကြီးစီကနေတေကန်းလက်တံတွေကအသက်ဝင်လာတဲ့အလား လူးလွန်ပြီးတော့သူတို့စီကိုဈေးချလာတာကိုတွေ့ရတယ်။အဲ့ဒီခါမှကြောက်ကြည့်လေးအလွန်ပင်အော်ထိတ်လန့်သွားပြီ။ဟုတ်တယ်ကြီးလေးတစ်ပင်ကြီးနဲ့ဝေးရကိုပြည့်ဟိတစ်ပင်ကြီးအသက်ဝင်လာပြီးထုတ်ကိုဖမ်းတော့မယ်ဟာပြောပြောဆိုဆိုတစ်ပင်ကြီးအောက်ကညီကိုနှစ်ယောက်ပြေးထွက်ခဲ့ကြတယ်။အဲ့ဒီမှာသူတို့နှစ်ဦးထွက်ပြေးတာနဲ့တပြိုင်တည်းအပေါ်ကနေတရွေ့ရွေ့ဈေးချလာတဲ့တေခိုင်းလက်တံကျူးတွေမှာအသက်ဝင်နေတဲ့မျိုးကြီးတွေအလား သူတို့ရှိရာကိုတွန့်လိုက်ပြီးတော့လှင်မြန်စွာတိုးဝင်လာကြတယ်။အဲ့ဒီဖြစ်ရစမ်းကြောင့်မြင်းတွေပင်ဟီးတန်ပြင်းစွာပြင်းချီနှောင်ထားတဲ့တစ်ပင်တွေကနေဝေးရာကိုပြေးဖို့ရုန်းကန်နေကြတယ်။အဲ့ဒီမှာမြင်းတွေကိုချီနှောင်ထားတဲ့တစ်ပင်မှာသူတို့နားကိုနေတဲ့တစ်ပင်ကြီးနဲ့အလန့်နှဲငယ်ကွာလာတာကြောင့်တော်သေးတယ်။တစ်ကိုင်းတွေမှာနွေရှင်ကြီးတွေလိုပျော်ပြောင်းစွာတိုးဝင်လာပြီးကြောက်ကြီးတို့ညီကိုနှစ်ဦးရဲ့ခြေထောက်တွေကိုရစ်ပတ်လိုက်ကြတယ်။အဲ့ဒီခါကြောက်ကြီးက ကြောမှလွဲပိုးထားတဲ့တရှိကိုဆွဲထုတ်လိုက်ပြီညီလေးတစ်ကိုင်းလက်တံကြီးတွေကိုဓားကိုထုတ်ပြီးတော့ခုတ်နောက်ဆို တို့ကိုခေါ်သွားကြလိမ့်မယ်ဟိပြောပြောဆိုဆိုလက်ထဲကတရှိကိုချစ်ချစ်ပအောင်စုပ်ကင်ရင်ခြေထောက်နဲ့ခန္ဓာကိုယ်နေရာနံပြားကို တိုးဝင်လာတဲ့တစ်ကိုင်းလက်တံကြီးတွေကိုခုတ်ပိုင်းလိုက်တယ်ကြောက်ရီကလည်းအကူဖြစ်သူနီးတူတရှိနဲ့တစ်ကိုင်းလက်တံတွေကိုလွှဲပြီးတော့ခုတ်ပိုင်းလိုက်တယ် တနည်းအားဆိုရင်တော့အေယာမဘလူးကြီးတကောင်ကလက်တံရှည်ကြီးတွေနဲ့သူတို့ကိုဖမ်းဆီးနေတယ်လို့ပုံစံဖြစ်နေတယ်။သူတို့ရဲ့ဓာတ်ချက်တွေကိုမိသွားတဲ့တစ်ကိုင်းလက်တံကြီးတွေမှာသွေးလိုညီရဲနေတဲ့အစည်းတွေပန်းထွက်လာကြတယ်။ကြောက်ကြီးနဲ့ကြောက်ကြီးတို့ညီကိုနှစ်ဦးလေးတစ်ကိုင်းလက်တံရှည်ကြီးတွေရဲ့ဇွဲငင်ခေါ်ဆောင်မှုမခံရအောင်လက်ထဲကဓာတ်ကိုအဆက်မပြေဝှေ့ရန်ခုတ်ထစ်နေတယ်။တို့ဝင်လာတဲ့တစ်ကိုင်းလက်တံကြီးတွေကမှဓာတ်ချက်မိသွားတော့ နောက်ကိုခိတပြန်ဆုပ်သွားပြီးတပံရှိကိုပြန်တိုးလာတယ်။အဲ့ဒီခါတရှိနဲ့အစမပြတ်ခုတ်ပိုင်းနေရတဲ့ကြောက်ကြီးတို့ညီကိုနှစ်ဦးမှအချိန်ကြာလာတာနဲ့မျှခြေကုံလက်ပံကျလာကြတယ်။လက်ခြေတွေကိုလည်းမယင်မနာလှုပ်ရှားနေရတာကြောင့်ခန္ဓာကိုယ်ကချွေးတွေမှလည်းရေချိုးထားသလိုပင်ဆူဆွေးနေတယ်။အဲ့ဒီခါသူတို့ညီကိုနှစ်ဦးလှုပ်ရှားတာက အစာပိုင်းလို ပေါ်ပါတွက်လက်မှုတိတ်မရှိတော့ပဲတဖြည်းဖြည်းလေးလံလာကြတယ်။ အဲ့ဒီမှာတေကိုင်းလက်တံတစ်ခုကကြောက်ကြီးခြေထောက်ကိုပြေးဝင်ရစ်ပတ်လိုက်တယ်။ကြောက်ကြီးမှာအတန်တန်သတိထားနေပေမယ့်သူလည်းအလွန်မောပန်းဖြစ်ဖြစ်တော့ရုတ်တရက်ပြေးဝင်လာတဲ့တေကိုင်းလက်တံကိုမကကွယ်လိုက်နိုင်ဘူး။တေကိုင်းလက်တံကကြောက်ကြီးရဲ့ခြေနှစ်ဖက်ကိုရစ်ပတ်လိုက်ပြီးအပင်ကြီးရှိရာကိုဆွဲခေါ်သွားတယ်။အဲ့ဒီမြင်ဝင်းကိုမြင်လိုက်ရတဲ့ကြောက်ကြီးတယောက်အကူဖြစ်သူကိုအလွန်ပင်စိတ်ပူသွားပြီ။အကူတတိထားလက်ထက်ကဓာတ်ကိုမလွတ်စင်နဲ့ပြို့ လန့်အော့တတိပေးလိုက်ပြီးအကိုဖြစ်သူကိုရစ်ပတ်ဆွဲငင်သွားတဲ့တစ်ကိုင်းနောက်ကိုပြေးလိုက်သွားဖို့ဟန့်ပြင်လိုက်တယ်။အဲ့ဒီမှာသူနဲ့ရင်ဆိုင်နေရတဲ့တစ်ကိုင်းလက်တံသုံးခုကသူ့ရဲ့သွားလန်းကိုပိတ်ဆို့ထားလိုက်တယ်။ဒါကြောင့်သူ့ထံတိုးဝင်လာတဲ့တစ်ကိုင်းလက်တံတွေကိုလက်သေးကဓားရှည်နဲ့ခုပိုင်းရင် အကိုဖြစ်သူကိုဘလို့မှကူညီဖို့မတတ်နိုင်တဲ့အခြေအနေကိုရောက်ရှိလာတယ်။ကြောက်ကြီးမှလက်သေးကဓားကိုကြည့်ကြည့်ပအောင်ဆုပ်ကန်ရင်တစ်ကိုင်းလက်တံကြီးရဲ့ဆွဲခေါ်ရာနောက်ကိုစောက်ထိုးပါသွားတော့တယ်။ အဲ့ဒီမှာတေကိုင်းလက်တံကြီးမှာရုတ်တရက်အထက်ကိုမြင့်တက်သွားပြီးရစ်ဘက်ခေါ်ဆောင်လာတဲ့ကြောက်ကြီးကို အပင်ကွားဆောင်ရှိတေကောင်းပောက်ဝါတွေကိုပြစ်ချလိုက်တယ်။ကြောက်ကြီးလည်းတလင်းကောက်ခွေးနဲ့တေကောင်းကြီးအတွင်းကိုပြုတ်ချသွားတယ်။တေကောင်းထဲမှာလည်းတင်းမြစ်တွေက အသက်ဝင်နေသလိုလူးလွန်ပြီးတော့ကြောက်ကြီးကိုရစ်ဘက်ကိုကျိုးစားနေတယ်။နဂိုကလေးကကြောင်းရုံထိမ့်လန်းမှုမရှိဘဲတတိမလွတ်တဲ့ကြောက်ကြီးကလက်ထဲမှာဓားကိုကြစ်ကြစ်ပေါင်းဆုပ်ကိုင်းရင် ်ပေးညာရန်ကုန်နေတယ်ဒီတိုင်းသာဆိုရင်အချင်းကြာလာရင်တစ်ပင်ကြီးရဲ့ရစ်ပတ်ဝါးမြူခြင်းကိုခံရတော့မှာဖြစ်တယ်ကြောက်ကြီးတယောက်ကောင်းနေမှာအတွေ့တစ်ခုရသွားပြီတစ်ပင်ကြီးရဲ့ပင်မတော့ချက်ကိုရှာမှဖြစ်မယ်လို့စဉ်းစားလိုက်ပြီးတင်းမြစ်တွေနဲ့ရှုပ်ထွေးနေတဲ့ပတ်ဝန်းကျင်တဝက်ကြည့်ရှုအခဲခတ်တယ်အဲ့ဒီမှာလူလို့နေတဲ့တင်းမြစ်တွေအတွင်းကလင်းလက်နေတဲ့တင်းမြစ်စုံတစ်ခုကိုတွေ့လိုက်ရတယ်သူတစ်ချက်အာယုံပြတ်သွားတာနဲ့တင်းမြစ်တစ်ခုကသူ့ရဲ့ခြေထောက်ကိုလာရစ်ပတ်သွားတယ် ကြောက်ကြည့်လေခန္ဓာကိုယ်ရှိသမျှအင်အားတွေကိုအကုန်စုလိုက်ပြီးလင်းလန့်နေတဲ့တင်းမြေဆုံရှိရာကိုအတင်းတိုးဝေသွားပြီးတော့လက်ထဲကတရှိနေအာကုန်ထိုးဆိုင်ချလိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်နေရာနဲ့မှလည်းတင်းမြေတွေကလာရောက်ရစ်ပတ်နေပြီးတင်းကျပ်နေတယ်။သူထိုးဆိုင်လိုက်တဲ့ဓာကတင်းမြေဆုံကိုနက်နဲစွာစူးနှင်စိုက်ဝင်သွားတယ်။သူ့ရဲ့ဆုံးပြတ်ချက်မှန်ကန်နေအကယ်လို့မမှန်ကန်ဘူးဆိုရင်တော့သူ့ရဲ့အသက်ဆုံးရှုံးရတော့မှဖြစ်တယ်။အဲ့ဒီမှာ နာနာချင်းချင်းမြည်ကျွေးလိုက်တဲ့ဝမ်းကောင်းတန်ကြီးတစ်ချက်ကိုကြားလိုက်ရပြီကြောက်ကြီးရဲ့ခန္ဓာကိုယ်မှာရစ်ပတ်နေတဲ့တင့်မြက်တွေလေတွဲငင်ရစ်ပတ်နေတဲ့နေရာကနေရက်တံသွားကြတယ်ဒါကြောင့်ကြောက်ကြီးယုံလိုက်တာနဲ့တပြိုင်နက်တင့်မြက်တွေအောက်ကိုပြက်ကြကုန်တယ်အဲဒီကမှာကြောက်ကြီးလေတေဆုံးနေပြီဖြစ်တဲ့တင့်မြက်တွေကိုအားပြုရင်တေကောင်းပေါကရှိရာကို တွေ့တက်လာခဲ့တယ်တေကောင်းပေါကရောက်တာနဲ့အပြင်ကိုခုံထွက်လိုက်တယ် အဲ့ဒီခါမှာငြိမ်သက်နေကြတဲ့တေကိုင်းလက်တံကြီးတွေရဲ့ကြားမှာသူ့ကိုစိုးရင်ပူပန်စွာကြည့်နေတဲ့ညီဖြစ်သူကြောက်ရွံ့ကိုတွေးလိုက်ရတယ်။အကူအကူအကူဘာဖြစ်သွားသေးလဲ။ကြောက်ရီမှာကြောက်ကြီးတစ်ပင်ထက်ကဆင်းလာတာကိုမြင်လိုက်ရတာနဲ့အပြေးလွှားလျှောက်လာတယ်။သူ့ရဲ့တကူလုံးလေးချွေးတွေဖုံမုတ်တွေနဲ့ပေးချမ်းနေပြီးတေကိုင်းလက်တံကြီးတွေကိုရင်ဆိုင်ခဲ့လို့အတော်ပြင်းပန်းသွားဟန်တူတယ်။ တော်သေးတယ်ညီလေးရေတက်ကောင်းတဲလေရောက်ရော အပင်ကြီးကိုရှင်းတန်းစေတဲ့အဓိကအသက်ဖြစ်တဲ့တင့်မြင့်တွေကိုတိုက်ခိုက်နိုင်ခဲ့လို့ပဲနောက်မဆိုမလွဲဘူးငါရောမင်းရောအသက်တောင်ရှိတော့မှာမဟုတ်ဘူးတို့တွေလူရမရယူလာခဲ့တဲ့တရှိတွေကြောင့်လည်းပါတယ်အဲ့ဒီလိုပြောပြီးမြေပြင်ပေါ်မှာခြေပြေးလက်ပြေးလဲလဲရောက်လိုက်တယ်အဲ့ဒီအခါမှာကြောက်ရီလေစိတ်သက်သာရရသွားပြီးမြေပြင်ပေါ်ကိုလဲချအနားယူလိုက်တော့တယ် ကျွန်တော်တို့အခုဖြစ်တဲ့အဖြစ်ပြက်ကတော်တော်လေးကိုစမ်းချယ်ရဲကိုကြီးတိပင်ကြီးရဲ့ရုပ်ရည်အသက်ဝင်လာပြီးလက်တံတွေကျွန်တော်တို့ကိုလာဖမ်းကြတာဟုတ်တယ်ညီလေးရရှေးတော်ကလူကြီးတွေပြောကြတာကတော့တောတန်ကြီးတွေထဲမှာအသားစားနွယ်ရှင်တွေနဲ့လူတို့တရိတ်ဆန်တို့အသွေးကိုဖောက်ဆုပ်ကြတဲ့သွေးဆုပ်တိပင်ကြီးတွေရှိကြတယ်ဆိုပဲကွာဘာပဲဖြစ်ဖြစ် ရှေးဆက်သွားရမယ်ခီးမှလည်းအစားအစာရရပို့ပြီးတော့ဂယုစိုက်မှဖြစ်တော်မယ်ညီလေးရေ ညီကိုနှစ်ဦးတယောက်တည်းအပြန်အလှန်ပြောဆိုနေတာဖြစ်တယ်။အဲဒီနောက်နှစ်ဦးသားအတန်းကြောင်နားပြီးကြတော့အမောပန်းလေးပြေးပြီးဖြစ်ပြီးရှေးဆက်ရမယ်ခရီးလေးရှိသေးတဲ့အတွက်လဲလျောင်းနေရကနေထားလိုက်ကြတယ်။အဲဒီနောက်ကလန်းလန်းကတစ်ပင်ပေါ်မှာချီနှောင်ထားတဲ့မြင်းနဲ့ကောင်ပေါ်ကိုလွှာကနေတက်လိုက်ပြီးခရီးဆက်ခဲ့ကြတယ်။ကြောက်ကြီးတို့ညီကိုနှစ်ဦးလေးတစ်ပင်တွေနဲ့အုပ်ဆိုင်နေတဲ့တော်ကြီးတွင်မြင်းတွေကိုအသားချစီးနေလာကြတယ်။သူတို့နှစ်ဦးရဲ့မျက်လုံးတွေက ပဝန်းကျင်ကိုမျက်ခြေမပြဲအကဲခဲကြည့်ရှုပြီးမြင်းရဲ့ကြောထက်မှာတတိကြီးစွာထိုင်နေလိုက်ပါလာကြ၏အရေးအာဝါဒကောင်းတဲ့တိပင်ကြီးရဲ့အောက်ကအဖြစ်မှာကဲကြပါဦးကဲကြပါဦးသူတို့နှစ်ဦးမလန့်မကန်ခြုံနေပိတ်ပေါင်းထူထပ်နေတဲ့နေရာစီကအော်ဟစ်အကူကြီးတောင်းတန်ကိုကြားလိုက်ရတယ်အဲ့ဒီကသူတို့ညီကိုနှစ်ဦးလည်းမြင်းပေါ်ကနေခုံဆင်းလိုက်ကြပြီးအတန်ကြားရစီကိုတတိထားပြီးတော့ကျင်းကပ်လာကြတယ် ဂျုံွယ်ကြီးနောက်ကိုရောက်တဲ့အခါမှာတွင်းကြီးတစ်တွင်းကိုတွေးလိုက်ရပြီ စောစောကကိုကြီးတောင်းတဲ့အတန်ကအဲ့ဒီတွင်းကြီးအတွင်းကနေထွက်ပေါ်လာမှန်းကြောက်ကြီးတို့ညီကိုနှစ်ဦးသဘောပေါက်သွားကြတယ်ဒါကြောင့်ညီကိုနှစ်ဦးတွင်းကြီးအတွင်းကိုငိုကြည့်လိုက်တော့အဖွားဝတအုပ်ကိုထူးဆန်းစွာတွေးလိုက်ရတယ်အဖွားဝမှာတော်တွင်အဝိစားတွေကိုဝစ်ဆင်ထားပြီးလက်ထဲမှာလည်းတံဝိရှိတစ်ချောင်းကိုကင်ထားတယ်အဖွားဝပုံစံကိုကြည့်ရတာတောနဲ့ထဲမှာသွားရင်းလာရင်မျက်စိပြမျက်စံပြနဲ့ တွင်းကြီးကိုအမတ်တမဲမမြင်လို့ပြုတ်ကျသွားတာဖြစ်ရမယ်။ကြောက်ကြီးတို့ညည့်ရကို တွင်းနှကန်းကိုရက်တာကိုမြင်တဲ့အဖွားကအဖွားကိုအပေါ်ကြောင်တင်ပြပါလားလူလေးတို့ရဲ့မကြောက်နဲ့ပွာကျွန်တော်တို့ຫນွေချိုးချပြီးတော့အပေါ်ကြောင်ဆွဲတင်ပေးပါမယ်။ကြောက်ကြီးကပြောပြောဆိုဆိုအနီးနားအပင်ကြီးတွေကြကຫນွေပင်တပင်ကိုရှေ့ရှေ့ခုတ်ပြီးတော့တွင်းထဲကိုချပေးလိုက်တယ်။အဲ့ဒီနောက်ຫນွေချိုးစကို အဖွားကိုကိုင်းစေပြီးညီကိုနှစ်ယောက်ပေါ်ကိုဆွဲတင်လိုက်ကြတယ်။မကြမီမှာပဲအဖွားကိုမှကြောက်ကြီးတို့ညီကိုရဲ့ကုညီမှုနဲ့တွင်းကြီးပေါ်ကိုရောက်ရှိလာတယ်။တွင်းပေါ်ကိုရောက်ပြီး အဖွားကိုမှခိတ္တအမောပန်းဖြစ်ပြီးကြောက်ကြီးတို့ညီကိုကိုကျေးဇူးတင်စကားဆိုလာတယ်။ဒေါ်ရဲမှာတည်တည်တည်ဥရှာဖွေရင် ရေရင်းဟောင်းနှကန်းဝကိုနင်းမိရာက တွင်းထဲကိုကြာသွားတဲ့အကြောင်းတွင်းထဲမှာရေမရှိလို့သာရင်နဲ့မတည်ရတာဖြစ်ကြောင်းဒါပေမဲ့ ကြာရင်အပေါ်ကိုပြန်မတက်နိုင်တဲ့စိတ်ဒုက္ခနဲ့တေရတော့မယ်ဖြစ်ကို ကြောက်ကြီးကိုညီကိုရဲ့ကဲ့တင်မှုကြောင့်အသက်ချမ်းသာရရှိလို့ကျေးဇူးတင်ကြောင်းအစရှိသဖြင့်ပြောပြတယ်။အဲ့ဒီနောက်ဒါနဲ့လူလေးတို့ကဘဲကိုသွားကြမှာတော့ကွယ်ကျွန်တော်တို့ညီကိုနေအောင်ဟိုအဝေးမှာရှိတဲ့ရဲတိုက်ကြီးစီကိုလာကြတာပါကျွန်တော်တို့ရဲ့မကျမ်းမာတဲ့မိခင်ကြီးတို့အဲ့ဒီရဲတိုက်မှာရှိတဲ့ တက်ရှိကျမ်းမာရေစင်ကိုယူဆောင်ဖို့လာခဲ့ကြတာပါကြောက်ကြီးစကားကြောင့်အဖွားအိုမှာတချက်စဉ်းစားရန်ပြုလိုက်ပြီอืมလူကလေးတို့သွားရမယ်ခီကအတော်ဝေးပါသေးတယ်လားလူကလေးတို့ပြောတဲ့ရဲတိုက်ကြီးစီမှာတက်ရှိကျမ်းမာရေစင်ရှိတယ်လို့တော့အဖွားကြားဘူးလေကွအဲ့ဒီရဲတိုက်ကြီးမှာမနော်ဧကရီမင်းသမီးလေးစံမြင်းနေဆူလားပဲကွယ်အေး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 ဘာပဲဖြစ်ဖြစ် လန်ကီမှာအဆဆရရဂယူးဆိုင်ပြီးတွားကြပေါ့ကွယ်ဟုတ်ကဲ့ပါကဲဒါဆိုအပွားလေးပြန်မယ်လူကလေးတို့လေခီးသွားရအောင်မှာဆိုတော့အပွားနေတဲ့ရက်စီ အလေမခေါ်တော့ပါဘူးဟိုးအနောက်ဘက်တောအုပ်ကြီးထဲမှာအပွားနေပါတယ်ဒါနဲ့လူကလေးတို့ရဲ့ဂျေဆုကိုအတိမဲ့ပြုတဲ့အနေနဲ့ဟော်ဒီဆွဲပြားလေးကို လူကလေးတို့ကိုအပွားလက်ဆောင်အနေနဲ့ပေးခဲ့ခြင်းနဲ့ကွယ် အဘွားပေါ်မှာပြောပြောဆိုဆိုအင်းကြီးအိတ်တွင်ကကြောက်စင်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်ပြီးကြောက်ကြီးရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။အဲ့ဒီနောက်ကြောက်ကြီးတို့ညီကိုကိုနှုတ်ဆက်ပြီးတောင်ဝေးကိုအားပြုရင်းအနောက်ဘက်တောအုပ်ကြီးစီကိုတရွေ့ရွေ့ထွက်ခွာသွားတယ်။အဲ့ဒီကကြောက်ကြီးတို့ညီကိုနှစ်ဦးလေမြင်းကိုစီနဲ့တော်လန်ခီတိုင်းခီးနေခဲ့ကြတယ်။ရှေးဆက်ရမယ့်ခရီးလမ်းမှာကျုံတွေပိတ်ပေါင်းတွေထူထပ်လာတာကြောင့်မြင်းတွေကိုအပြင်းနေလို့မရပဲ။ လမ်းကိုရှာပြီးမနေ့တော်တော်သွားလာနေရတယ်။တခါတရံသူတို့ဖြတ်တန်းနေတဲ့တောအုပ်ကြီးအတွင်းမှာ အစာရှာစားနေကြတဲ့တမင်တရေကြီးဆက်အစရှိတဲ့သားကောင်တွေကို တွေ့ရတတ်တယ်။ဒါပေမဲ့သူတို့နှစ်ဦးရဲ့ရည်ရွယ်ချက်မှာအမဲပြစ်ဖို့တောလေလာခြင်းမဟုတ်ပဲတက်ရှိချမ်းမာရှိစဉ်ကိုသာရရှိဖို့ခရီးကိုနှင်လာခဲ့ကြတာပင်ဖြစ်တယ်။ဒါကြောင့်ပြေခတ်ဖန်းစည်းစရာသားကောင်တွေကိုတွေ့တဲ့အတိုင်းမပြစ်မခံမဖန်းစည်းကြပဲ။ မတိချင်အောင်မမြင်ချင်အောင်ဆောင်ပြီးကြော်လွားသွားကြတယ်။သားကောင်တွေကလည်းသူတို့ကိုစူးစမ်းတယ်လို့ကြည့်နေကြပြီးအနေရပြူးမဲ့ရိပ်ရောင်တွေလည်းမတွေ့ရတာကြောင့်အေးစိစွာပဲအစားကိုဆက်လက်စားတောင်းနေကြတယ်။သူတို့နှစ်ဦးလေးပဝင်းချင်းကိုမျက်ခြေမပြတ်ကြည့်ရှုအကဲခတ်ရင်းတစ်ပင်ချုံတွေတွေထူထပ်တိတ်သီးစွာပေါက်ရောက်နေတဲ့နေရာစီကိုရောက်ရှိလာကြတယ်။ရှေးဆက်ရမယ့်လမ်းမှာချုံတွေပိတ်ပေါင်းလို့အလွန်ထူထပ်နေတာကြောင့်စည်းလာတဲ့မြင်းတွေကိုပင်ထားခဲ့ပြီး ခြေလျင်တော်တဲ့သွားရမယ့်အနေအထားပင်ဖြစ်နေတယ်။ဒါကြောင့်မြင်းတွေကိုရက်တန်းလိုက်ပြီးအကိုကြီးဒီပုံတိုင်းဆိုရင်တော့ကျွန်တော်တို့မြင်းတွေကို ထားခဲ့ပြီးတော့ခြေလျင်တော်တော်ရပုံပေါက်နေပြီ။ကြောက်ရီကရှေ့ဆက်ရမယ့်လမ်းကိုမျှော့ချရင်စိတ်ပြက်လက်ပြက်ညှင်းညူလိုက်တယ်။အဲဒီခါမှာကြောက်ကြည့်လေတခြားလမ်းကို တွေးလို့တွေ့ညာအနီးပါဝင်းကျင်ကိုစူးစမ်းရှာဖွေကြည့်ရင်อืม မတက်နိုင်ဘူးလေညီလေးရတခြားလမ်းလဲမတွေ့တော့ဒီချုံနယ်ပိတ်ပေါင်းကြားထဲကနေပြီးခြေလင်တိုးထွက်သွားရမှာပဲညီလေးမြေပုံတဲကအတိုင်းဆိုရင်ဒီတိုင်းသွားရုံအပြင်တခြားလမ်းကိုပြမထားဘူးအဲ့ဒီလိုတရောတပောက်ပြောဆိုနေကြစင်မှာတဘိုးမှုတ်တန်တက်ရွှေရွှေကိုကြားလိုက်ရတယ်အဲ့ဒီခါကြောက်ကြီးကကြောကတက်ရှိကိုဆွဲထုတ်လိုက်ပြီညီလေးလမ်းကဘယ်လိုသွားရမှာမသိတဲ့ထင်အန်ရီပေါ်လာပြီလားမသိဘူး ဖြစ်လာတော့လေရင်ဆိုင်ကြရုံပေါ့ကွာတတိလက်မလွတ်စင်နဲ့အသိပြင်တိုင်းညီပြည့်သူကြောက်ရီကိုလမ်းအော်တတိပေးလိုက်တယ်အဲ့ဒီကကြောက်ရီလေကြောကတရှိကိုဆွဲထုတ်ပြီးအသိအနေထားနဲ့ခြင်ထားရင်ဖြစ်လာမယ့်အနေရကိုရင်ဆိုင်ဖို့ရာအသိပြင်ထားတယ်အဲ့ဒီအခါတဘိုးမုတ်တန်တွေရက်တံပြီးသူတို့ အနီးပါရှိခြုံတွေပိတ်ပေါင်းတွေတွင်းကနေလက်နက်မျိုးစုံကင်ဆောင်ထားကြတယ်တော်ရင် လူရိုင်းတွေထွက်လာကြတယ်လူရိုင်းတွေက သူတို့ကို စီဝိုင်းတပည့်ဝိုင်းပတ်လိုက်ကြပြီးတယောက်တစ်ပေါက်ပြောဆိုနေကြတယ်။ငါတို့နယ်ကိုကျူးကျော်လာတဲ့လူသားတွေကိုတပ်ပြစ်ကြမယ်ဟဲ့။ဟုတ်တယ်ကွာဟုတ်တယ်။တပ်ပြစ်။ပြီးရင်ဒုနေတဲ့နေရာစီယူသွားပြီးတော့ချက်စားကြရအောင်။ဟာ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 ။ကြောက်ကြီးနဲ့ကြောက်ကြီးတို့နှစ်ဦးလေလက်ထဲကဓားတွေကိုချစ်ချစ်ပေါင်းစုပ်ကင်ထားကြပြီးဘာလုပ်လို့ဘာကန်ရမှန်းမသိထိတ်လန့်နေကြတယ်။တောနယ်ကြီးအတွင်းတီတီတန်တန်နေထိုင်ကြတဲ့ လူရိုင်းမျိုးနယ်စုတွေကကြံတန်ခတ်ထန်ကြသလိုသူတို့ရဲ့ရက်ဒေတာကိုကျူးကျော်လာတဲ့သတင်းတွေကိုလည်းတက်ပြတ်စားတော့ကြတယ်ဆိုတဲ့အကြောင်းတွေကိုသူတို့အညီကိုနှစ်ဦးကြားသိထားခဲ့ပြီးဖြစ်တယ်။ပရိသတ်များခင်ဗျာဒီနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။အားပေးနားဆင်ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။